တင်ဆက်သူမဆန္နာပါဖြည့်ရမန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်ကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါဦးရှင်တီယောကုန်းရက်ကမြို့မြနာမြို့စည်းရှိတဲ့ရက်ွက်ဖြစ်တဲ့ ။ထိုရက်ကွက်မှာမြို့မျက်နာမြို့ကို အရှိနောက်တန်းပြီးဖောက်ထားတဲ့ဒညဝရီလမ်းမကြီးရဲ့တောင်ဘက်ချမ်းမှာရှိပြီးမြို့မျက်နာဈေးနဲ့တခေါ်လောက်ဝေးပါရီ။လူတက်မှုဖြစ်တာကတီယော်ကုန်းရက်ကွက်မှာမြဏတာလမ်းနဲ့ဈေးရကြလမ်းမကြီးပေါ်မှာဖြစ်တဲ့ထိုနေရာမှာအိမ်နှလုံးစာမြေခွက်များရှိတဲ့အိမ်များမစောက်ကြသေးတော့ထိုမြေလွန်များမှာမြက်ပင်ရိုင်းများနဲ့တခြားအစ်ပင်ခြုံတွေများထူထပ်စွာပေါက်ရောက်နေသည် ဒါအပြင် ထိုမြေလွန်များရဲ့မျက်နှာစာမှာကုကုမင်းကြီးနှစ်ပင်ကိုလည်းအုတ်ဆိုင်စွာတွေ့ရသည်။ဇောတန်နာရဲ့အလောင်းကို တွေ့ရသည်မှာမြေလွန်များရဲ့ခြေရင်းမှာဖြစ်သည်။အသေးတီယာဘေဘက်ရင်အောင်ရဲ့အောက်ကျမှာခြောက်လက်မအသွားရှိတဲ့ဓမြောင်ကို လက်ကန်ယူနင်းမြုပ်တဲ့အထိထိုးဆိုင်လျက်တွေ့ရသည်။တီဆုံးနေရမြေပေါ်မှာသွေးကွက်များတွေ့ရတော့ကိုကိုမြင်များပေါ်မှာလည်းသွေးစသွေးနာများတွေ့ရ၏ခါတိုင်းလိုသမီးလေးဗီဒီယိုတွားကြည့်တာဆိုတော့ အချိန်တန်ရင်ပြန်ပြီးတော့အိတ်တဲအထင်းတာပေါ့မနေ့ကမှမနေ့ကမှသမီးလေးအဖြစ်ကိုသိရတာဇောဒနာမိခင်ဒေါ်စောရင်ဆိုသူကရင်ဘတ်စီတီးပြီးအော်ကြီးဟစ်ကျဲငိုနေတယ်ရဲများကတောင်းပန်ပြီးရဲလုံငန်းများဆောင်တာကိုဆက်လုပ်တယ် ဇောတန်နာကဓာတ်ထိုးခံရစဉ်တည်ဆုံးနေရမှာနာကျင်စွာနဲ့လူလိမ်လှုပ်ရှားခဲ့ဟန်တူတဲ့ခါကထမိန်မှာရောရီရောရဲဖြစ်နေတဲ့ဝိဒါရဲလက်စကအင်းကြီးအောက်အနားစာမှာအပေါ်ကိုလန်းတက်နေတဲ့ ထို့စဉ်ဒူရဲအုပ်တဲမောင်ဝေကတစုံတစ်ခုကိုမြင်လိုက်ရသည်အပေါ်အင်ကြီးအောင်နာစာမှာအပေါ်ကိုလမ်းတက်နေတော့စောတန်နာရဲ့ဘော်လီအင်ကြီးအောက်ပိုင်းတစ်ခုလုံးသွေးများစွန်းတင်းနေပြီးဘော်လီရဲ့အောက်ခြေအနားမှာအိတ်ကတ်တလုံးကို တွေ့ရသည်သူအိတ်ကတ်ထဲမှာအပြင်ကိုအနှင်းငယ်အစွန်းထွက်နေတဲ့စားကောက်တစ်ခုကိုမြင်ရတယ်။ဒီမဝေကသူစားရွက်ခောက်ကလေးကိုဘောလီအိတ်ကတ်ထဲမှာဆွဲယူလိုက်တယ်။စစ်စေးစရာရှိတာများကို စစ်စေးပြီးပြီးချင်း အလောင်းကိုမြို့မျက်နှာစည်းရုံကိုပူရရည်တည်ဆုံးသူသောတန်နာတို့မိသားစုနှင့်အခြားလူအမေထင်နှင့်ရက်ွက်ကလူတချို့ကိုစခန်းကိုခေါ်လာခဲ့သည်ဥငွေစင်းနှင့်ဒေါ်စောရင်တို့မှပထမအိမ်နောက်နှင့်အသီးသီးပါလာကြရဲသမီးနှစ်ယောက်ရှိပါသည်အကြီးမသောတန်နာကဒေါ်စောရင်နှင့်ပါလာတဲ့သမီးဖြစ်ပြီးမခင်မြင့်ကသောတန်နာမှဥငွေစင်းနှင့်ပါလာသူဖြစ်သည်အသက်အပြင်းတော့၃နှစ်ကြီး၃နှစ်ငယ်ဖြစ်သည် သမီးလည်းတရင်တို့တော့အေးရပေါ်စန့်ကြည့်သေးတယ်။မမပြန်မလာသေးဘူးဆိုတာသိပါတယ်။ဒါပေမဲ့သမီးပြန်အိတ်ပြောသွားတယ်လေ။မနဲ့မူးလင်းမှနိုးတာ။ဇောတန်နာက ပြောပြားတယ်။တရက်ွက်ထဲနေသူဇောတန်နာရဲ့ကျောင်းနေဘက်တငယ်ချင်းနော်လေးလေးကလည်းကျမရဲ့ရင်ရင်လှရဲ့ဇောတန်နာရဲ့ပြီးတော့အတူကြည့်ကြပါတယ်။ပထမကားပြီးတော့ငါခေါင်းကိုက်တယ်။ပြီးတော့အိတ်လဲအိတ်ချင်တယ်။ပြန်ချင်းပြီလို့တော့ဇောတန်နာကပြောပါတယ်။ ဒါပေမဲ့ဒုတိယကားပြတဲ့အချိန်ထိဇောတန်တာမပြန်သေးပါဘူး။ကျမတို့လည်းဘီရိုကားထဲမှာစိတ်ဝင်စားနေတော့ဘယ်ချိန်ပြန်သွားမှလည်းမသိလိုက်ကြပါဘူး။ဒူတို့ပြောတယ်။ရင်ရင်လှကလည်းနော်လေးလေးအတိုင်းပဲထွက်ဆိုတယ်။ကြံခေါ်လာသူတချို့ကိုစက်စစ်စည်းတော်လေအကြောင်းမထူပြီ။တေဆုံးသူဇောတန်တာမှာစေတန်းကျောင်းသူဖြစ်တဲ့အကျန်းအဖျင်းရုပ်ရည်ချုံမောသူလို့ဆိုနိုင်ပါတယ်။ ဤအသက်ရွယ်မှာဤမူကင်းဖြစ်ပွားရခြင်းအကြောင်းကခြေရခြေရာ ကိစ္စကြောင့်သာဖြစ်နိုင်တယ်လို့ရဲကကောက်ချက်ချမိသည်။သို့တော့မူကင်းတစ်ခုရဲ့အသက်ဖြစ်တဲ့တက်ရှိတက်မဲ့တက်တည်တစုံတရာကိုမှမရရှိခဲ့ပါ။သူနောက်ဒူရဲအုပ်တင်မဝေကနေထိန်တက်ချက်ကြီးကိုဖုံးကိုသူ့စပွဲကို ခေါ်လိုက်တယ်။ပြီးနောက်သူ့အိတ်ထဲမှာစာရွက်ကောက်ကိုထုတ်ပြီးစပွဲပေါ်ကိုတေချာစွာဖြန့်ချလိုက်တယ်။ သောဒနာရဲ့ဘောလီအင်ကြီးအိတ်ကက်ထဲမှာရရှိတဲ့ဇာရွက်ခေါက်မှာအပေါင်လက်မှတ်ဖြစ်နေတယ်။ပေါင်သူက ရွှေရင်းသာရက်မှာအောင်တင်ဦးဆိုသူဖြစ်ပြီးမိမဘတ်စီရီစင်နာဤတလုံးကိုငွေတထောင်ချက်တီတီနဲ့မြို့မျက်နာဈေးနာမှာအောင်သိတိအပေါင်ဆိုင်မှာပေါင်နှံထားခြင်းဖြစ်တဲ့ပေါင်ထားတာကတလားပြည့်ရန်၅ရက်မြောက်လိုသေးတယ်။သူကြောင့်တက်ကြည်ကူဖုံးကရွှေရင်းသာရက်မှာအောင်တင်ဦးဆိုသူကိုတွားခေါ်ရီ တနအီအတွင်းမှာအောင်တင်ဦးကရဲစခန်းကိုရောက်လာတဲ့အသက်30ခန်းရှိတဲ့ရဲကခေါ်လာတာကြောင့်အနေငယ်ထိတ်လန့်နေပုံရတယ်။လွန်ခဲ့တဲ့တလလောက်ကမင်းမိမပတ်နာယီတလုံးကိုအောင်တိတ်တီအပေါင်းဆိုင်မှာပေါင်းထားတယ်နော်။ခမ ्या အောင်တင်ဦးမှာခေတ္တမြကြောင်းသွားတယ်။ဒါကြောင့်တင်မောင်ဝီကပထမမိကွန်းကိုပြန်မိတယ်။ဟုတ်တယ်။အိုးမဟုတ်ဘူးခမ ्या ကျွန်တော်ပေါင်းတာမဟုတ်ပါဘူး။ ျွန်တော်တငယ်ချင်းလှဝေကငွေအလောတကြီးလိုတယ်ဆိုပြီးကျွန်တော်စီမှာငွေတထောင်လားကြီးလို့အဲအဲ့ဒါငွေမရှိလို့ဆိုပြီးဆုံးသွားတယ်ကျွန်တော်မိမရဲ့လက်ပတ်နာရီကိုပေါင်ပြီးယူဖို့ပေးလိုက်တာပါဒါပေမဲ့အပေါင်လက်မှတ်မှာမင်းနာမည်တွေ့တယ်ဟုတ်ဟုတ်ကဲ့အဲ့ဒါကိုတော့ကျွန်တော်မသိဘူးခမလှဝေကဘဲမှနေတာလဲကန်နာပိုင်းမှာပါသူ့အမေကဝမ်းဆွဲစရာမှာတော့ချစ်ပါ သောတန်နာအသက်ခံရတဲ့ကိစ္စကို အောင်တင်ဦးတည်တယ်မတည်တယ်ကိုတင်မောင်ဝေကစူးစူးဆိုင်ဆိုင်အကဲခတ်တဲ့ဆက်ပြီးစစ်တဲ့စစ်ချက်များကိုအောင်တင်ဦးကထိတ်လန့်ကြောင်ရွံ့ဟန်တုံလုံးနေတဲ့အတန်တို့နဲ့ပြောကြားနေသည်မှအပသူ့ရဲ့အမှုရာက များစွာအကဲခတ်ရခတ်နေတဲ့တင်မောင်ဝေကတပြင်းတစ်ချက်ကိုဟင်ကနေချလိုက်တယ်။ဒီညကတေလိုက်တယ်ဖေ၃ပင်တပင်မဟုတ်၆ပင်တပင် သူဖဲကမပေါ် တငယ်ချင်းအောင်တင်းဦးရဲ့နာယီကိုပေါင်ပြီးပါလာတဲ့ငွေတထောင်မှယခုသူ့အိတ်ထဲမှာငွေနေရာပြည့်အောင်မကြံတော့မြ мян ငွေဖြစ်ချင်လို့ကိုမိကစားတာမှ တရှိတ်ရှိတ်နဲ့ခက်မြမြန်ကုန်နေတယ်ပြောရရင်ဒီညဒိုင်ဖဲထနေတယ်ဒိုင်ရဲ့ရှေ့မှာငွေတွေပုံနေတယ်လှဝေကဒီတဲ့ချင်းကိုအာကိုတကြီးနဲ့သူ့ရဲ့ဖဲကိုပုတ်ကြည့်တယ်ဖဲကပေါ်လာတယ်ဟာ ွားပြီးနှစ်ပေါက်တဲလို့လှဝေရဲ့နှုတ်ကစိတ်ပြက်လက်ပြက်អော်လိုက်မိတဲ့ဒိုင်ကတဝိုင်းလုံးကိုစားသွားရီကဲကြိုက်ထိုးကြိုက်ခံတိုက်စားပေးမေလောက်ကြလီထိုအခါတဝိုင်းလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားရီလှဝေမှာစိတ်တူလာရီဒိုင်လုံးသူ့အပေါ်မှာမကြေမနက်စိတ်တွေလေတဖွာဖွာပေါ်လာရီသူကြောင့်လှဝေကဒိုင်လုံးသူကိုအကြံတမျိုးနဲ့ဖြတ်ခနဲ့ကြည့်လိုက်တဲ့အကဲခတ်လိုက်တဲ့ အသက်အစိတ်ခံသူနဲ့ရွယ်တူ လူရွယ်တယောက်သူ့ကိုလှဝေတည်တယ်လို့လို့ရှိတယ်။ဘယ်မှာတွေးခဲ့တိခဲ့ဘူးမှမသိ။သို့တော့ဒိုင်လုတ်သူလူရွယ်ကလည်းသူ့ကိုစံတဝါဝါတော့တီးလိုက်မယ်ဆိုတဲ့အထင်နဲ့ဒီမှာ တိုက်စားပေးရင်ထိုးမယ်။တလဲ900ထိုးမယ်။ဒါပေမဲ့ကျွန်တော်မှငွေကုန်ပြီ။ငွေတထောင်နဲ့အပေါင်လက်မှတ်ထားမယ်။ခမရလက်ခံမလား။ဘာပေါင်မှလဲပြပေါင်လေ။လှဝေကအိတ်ထဲကအပေါင်လက်မှတ်ကိုထုံရင် ဒါဂျပန်မိတ်ပဲမိမဘတ်စီရီစင်နာရီကို တထောင်နဲ့ပေါင်ထားတဲ့အပေါင်လက်မှတ်ခမရစီမှာတထောင်နဲ့ခဏထားမယ်ခူလာကုံကနီးပြီဒီဝိုင်းမှာကျွန်တော်ရှုံးသွားလို့လာကုံလို့မှအပေါင်လက်မှတ်ကိုကျွန်တော်လာမရွေးနိုင်ရင်အပေါင်ဆိုင်ကနာရီကိုခမရရွေးယူလိုက်တော့โอเคကောင်းပြီလေဒိုင်လောက်သူကအလွယ်တကူသဘောတူရင်လက်ဖြန့်ပြီးလှဝေထံကအပေါင်လက်မှတ်ကိုတောင်းနေလှဝေကအပေါင်လက်မှတ်ကိုဒိုင်လဝါဘော်ကိုချပေးလိုက်တဲ့ ဒိုင်ကငွေတထောင်ထုတ်ပြီးစင်စင်လှဝေက ဖေရှုံတော့ရှုံမဲမဲခြင်းဖြစ်တယ်မယူရဲလုံခြင်းဖြစ်တယ်အပေါင်ထားလို့ရလာတဲ့ငွေတထောင်မှာတိုက်စားရတော့လေသုံးလေးလှဲ့သာထိုးလိုက်ကြတယ်တက်တက်ပြောင်းသွားတယ်ဒူအခါဒိုင်ကလှဝေကို ပြုံးပြီးကြည်တယ်လားကုံလို့ခမအပေါင်လက်မှတ်ပြန်ရွေးခြင်းရင်မြို့မျက်နာ တောင်တွင်းကားကိတ်ကပီတိစားတော့ဆိုင်ကိုလာခဲ့ပါအဲ့ဒီမှာကျွန်တော်နေတယ် ဖေးဝိုင်းကထလာတဲ့အခါဒိုင်လောက်သူကိုကောင်းကောင်းသိလိုက်ရတယ်။နမေကခက်ဆန်းဆန်းစောင်းကိုကိုရီလွန်ခဲ့တဲ့၃လနှစ်ကပြည်ရွှေနဲ့တောင်ဖျားပွဲစည်းတန်းမှာကစားပွဲတစ်ခုမှာတွေ့ကြရာကခင်မင်ခဲ့ကြခြင်းဖြစ်တဲ့ဒူစင်ကစောင်းကိုကိုနဲ့တူအမျိုးသမီးတယောက်လေးပါရီအလွန်ချော်မော်တတ်မှတ်စရာကောင်းတဲ့မိမတယောက်ဖြစ်တဲ့စောင်းကိုကိုကဒူအမျိုးသမီးကိုဒေဝီလို့ခေါ်တန်းကြရတယ်လောင်ကစားဝိုင်းမှာထလာကြပြီး ဒေဝီကလက္ခဏာကြည့်ချင်နေဆိုတော့လှဝီနဲ့ဆောင်းကိုကိုတို့ကဒေဝီကိုဖះဆေးတန်းမှာလက္ခဏာဆရာတူစီကို ခေါ်သွားရသည်တည်းလှဝီကသူ့အတွေးကိုထိုနေရာမှာရပ်ထားလိုက်တည်းပြီးနောက်ဒူရဲအုပ်တင်းမဝီကိုခေါင်းမော်ကြည့်တည်းကျွန်တော်အပေါင်လက်မှတ်ပေါင်ခဲ့တဲ့သူကိုအခုမှတေးသေးချာချာမှတ်မိပြီစရာသူ့ရဲ့နာမည်ကဆောင်းကိုကိုတည်းသူနေတာကတောင်တွင်းကားကိန်းနာက ပီတိစားတော့ဆိုင်မှာလွန်ခဲ့တဲ့၃လနှစ်က သူနဲ့ကျွန်တော်ရွှေနဲ့တောင်ဖျားပွဲမှာစုံခဲ့ကြတာ။ဘာပြောလဲ။သူရဲ့အုပ်ကထိုတို့ပြန်မေးရင်လှဝေကိုစူးစူးဆိုက်ဆိုက်ကြည့်တယ်။လှဝေက သူ့ဘာစကားပြောမှသွားတယ်လေဆိုတဲ့အတွင်းနဲ့သူရဲ့အုပ်ကိုမဝမရေကြည့်တယ်။ဟာစံကုတ်ကိုဟာလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကလူတက်မှုဖြစ်ခဲ့လို့ထောင်ငါးနဲ့ကြာသွားပြီကွာ။ဗျာအဲ့ဒီတော့မင်းလူမတာဖြစ်ပါလိမ့်မယ်။တေးသေးချာချာပြန်စင်းစားစမ်းမအောင် ကျွန်တော်လူမမားပါဘူးဗျစောင်းကိုကိုမှစောင်းကိုကိုပါစရာပြီးတော့ပြီးတော့ဘာဖြစ်လဲကွာရွှေနဲ့တောင်ဘုရားပွဲမှာဒေဝီနဲ့အတူတူကျွန်တော်တို့လက္ခဏာတို့ကြည့်ကြတော့စောင်းကိုကိုကိုလည်းလက္ခဏာကြည့်တယ်စရာဘေးကထိုင်နေတဲ့ကျွန်တော်ကလက္ခဏာစရာကိုဖြန့်ပြရတယ်စောင်းကိုကိုရဲ့ညာဘက်လက်ကိုမြင်လိုက်ကြတယ်သူ့ညာဘက်လက်ကလက်မရဲ့အတွင်းဘက်မှာလက်ပွားတစ်ခုရှိတယ်အခုဖဲဝိုင်းမှာကျွန်တော်အပေါင်လက်မှတ်ကိုလက်ဖြန့်ယူလိုက်တုန်းကလည်း ဒိုင်လောက်သူရဲ့လက်မမှာအဲ့ဒီလက်ပွားကိုတွေ့ရသေးစရာအံဩစရာပဲဖြစ်တယ်။လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကစောင်းကုတ်ကိုနဲ့ဒေဝီဆိုတဲ့မိန်းကလေးတို့ကသမီးကြီးစာဖြစ်ခဲ့ကြရင်ဒေဝီကစောင်းကုတ်ကိုနဲ့ချစ်ကြိုက်နေရကမင်းမင်းဆိုသူတခြားလူငယ်တအူးနဲ့ပြောင်းလဲချစ်ခဲ့ကြတယ်။ တနေ့မှစောင်းကိုကိုနဲ့မင်းမင်းတို့အရက်ဆိုင်မှာတွေ့ကြရင်ဒေဝိကိစ္စစကားများရာကစောင်းကိုကိုကဇော်ရာပလင်းပြက်နဲ့မင်းမင်းရဲ့လက်မျိုးကိုထိုးလိုက်ရာကမင်းမင်းမှာနေရာမှာပဲပွေးချင်းပြီးတည်ဆုံသွားရင်တင်မဝေ အထုတရီထားနေတာက လူတက်မှုကိုရေစကန်နဲ့တရားရုံးချုပ်များမှာစစ်စစ်စဉ်ဒေဝိရဲ့ဝမ်ပန်တနေဖြစ်ပုံများဖြစ်တဲ့ တခါမှဒေဝီကတရားရုံးမှာအမှုစစ်ဆေးနေစဉ်တေသူမင်းမင်းကိုတငိုပြီးသတိမေ့လဲကြသွားဘူးရီမြည်တို့ပဲဖြစ်စီလှဝေလူမချင်းဖြစ်တယ်လို့တင်မဝေတွက်မိရီထို့သောမဟုတ်ရင်တော့ထောင်ငါးနှစ်ကြာနေတဲ့ဇောင်းကုတ်ကကနှစ်မစေးခင် ထောင်အတွင်းမှာဒါမှမဟုတ်ရဲဘက်တနေရာကထွက်ပြေးလွံ့မြောက်လာခြင်းလားလို့စဉ်းစားစရာဖြစ်တယ် ဝနာကမနေ့ကလုတ်ခဲ့တဲ့သူ့ရဲ့လုံရက်ကလေးကို သူ့ဘာသာသူသဘောကျနေတယ်။ဖဲဝိုင်းမှာဖဲနိုင်ခဲ့တာကကန်တရားအတိုင်းဖြစ်တယ်။သို့တော့ဂျပန်မိတ်မိမဘတ်နိုင်တလုံးကိုမူလပေါင်ထားတဲ့ငွေတထောင်ဖဲဝိုင်းမှာအပေါင်ခံငွေတထောင် ပေါင်း၂ထောင်နဲ့အပိုင်ရသည်မှာသူ့ကြံရီဖန်ရီချောင်းဖြစ်တယ်လို့သူတော်တော်ပီတိဖြစ်နေတယ်။တချိန်ကသူကနိုင်ပြင်စရာတယောက်လုတ်ခဲ့ဘူးတယ်။ နာယီအကြောင်းနဲ့နာယီအမျိုးအစားအလိုက်တံပိုးကိုကောင်းကောင်းသိတယ်။ဂျပန်မိတ်တပတ်ရဲ့နာယီတစ်လုံးကအနည်းဆုံးတော့9,600တန်တဲ့ပြီးတော့သူကစောင်းကိုကိုကိုကြမ်းကြမ်းဖန်ဖန်ကျေးဇူးတင်မိတယ်။ထောင်ထဲမှာတွေ့ခဲ့ရတဲ့စောင်းကိုကိုက သူနဲ့ရုပ်ချင်းတော်တော်တူတယ်။ထောင်သားတချို့ကသူနဲ့စောင်းကိုကိုကိုမကြခဏမှားခေါ်ကြတယ်။ပြီးတော့တိုက်တိုက်ဆိုင်ဆိုင်လက်ပွားပုံချင်းကလေးတူနေပြန်တယ်။ ဒါကြောင့်စောင်းကိုကိုနဲ့ဝနာကထောင်ထဲမှာတာမန်ထက်ပူပြီးရင်းနှီးခဲ့ကြရီမင်းကမော်တော်ပဲ့ကင်ဆရာဆိုတော့အထက်ဘက်ကိုဇန်းတဲ့အခါမျိုးမျက်နာကငါးလိပ်စာကိုပြောလိုက်မယ်ရောက်တဲ့အခါငါမိဘတွေကိုငါကြမ်းကြမ်းမာမာရှိကြောင်း ဝင်းပြောလိုက်ပါကွာသူထောင်ကလွတ်တဲ့နေမှာစောင်းကိုကိုကမှာခဲ့ရီယခုစောင်းကိုကိုပြီးခဲ့တဲ့လိပ်စာကိုအသုံးချပြီးစီဒီဇင်နိုင်တလုံးကို အပိုင်ကျန်ခဲ့ရီ ဝနာကဂျင်းမောင်းပြီနဲ့စပုရှက်စတိုင်ကြကြဝှစ်ထားပြီးတဲ့အခါမော်တော်ပေါ်ကဆင်းလာခဲ့တဲ့ကုံချပြီးတော့လေသူ့မော်တော်အောက်ဖက်ကို ပြန်ဆောင်ရန်၃ရက်လောက်လိုသေးတယ်။သို့တော်နာယီကိုဒီနေ့သွားရွေးမယ်လို့ဆုံးဖြတ်လိုက်တယ်။မြို့မျက်နာကို ရောက်ခဲ့ပြီးမှယခုတစ်ချိန်နဲ့ပါဆိုရင်၃ချိန်မြောက်ပြီးမှမြို့မျက်နာမြို့ရှိ နေရအနှံပြားကိုသူတည်နေတယ်။မြို့မျက်နာဖျားကိုလည်းတည်တယ်။မန်းချံကိုလည်းတည်တယ်။ ရင်စကန်တရားယုံနဲ့မြို့မျက်နာရှိ ခရီးဝေးသွားကားဂိတ်များဖြင့်ယခုသူနာယီသွားယူရမယ်မြို့မျက်နာဈေးနာမှာ အောင်သိတိအပေါင်းဆိုင်ကိုလေတည်တယ်။ဝနာကစကဝါလမ်းမှာညာဘက်ကိုချိုးခွေပြီးမြို့မျက်နာဈေးဘက်ကိုလျှောက်လာတယ်။ဈေးရဲ့အနောက်ဘက်ခလန်းလမ်းမှာအောင်သိတိအပေါင်းဆိုင်ရှိတယ်။ တော်တော်ဒိတ်ရှိရောက်မှဘိုက်ကဇာလာတော့ဈေးဘဟုတဲတဲကိုဝင်လာပြီးဇားတောက်တန်းရှိတဲ့လက်ဝဲလမ်းမောင်းတဲ့ကိုဝင်တဲ့အခါဆိုင်ချင်းကလေးရရှိတဲ့စရိုးဆိုင်နှဆိုင်ကိုတွေ့ရတယ်။စရိုးဆိုင်တစ်ခုရဲ့ရှိမှနာယီအဟောင်းဝယ်တယ်ဆိုတဲ့ဆိုင်ဘုတ်တစ်ခုကိုတွေ့ရတော့ဝနမှာ အထူးစိတ်ဝင်စားသွားတယ်။အပေါင်ဆိုင်ကနာယီရွေးပြီးချက်ချင်းငွေပေါ်အောင်ဤဆိုင်ကိုလာရောက်ကြည့်မယ်လို့စိတ်ကူးလိုက်တယ်။ဟာလက်ဘွားကိုကို ်ထူခေါ်တန်းကြောင့်ဝနာကဆိုင်းပုတ်ကို ကြည့်နေရကမော့ကြည့်လိုက်သည်။သူနဲ့တတ်တူရွယ်တူလောက်ရှိတဲ့လူရွယ်တယောက်ကစရိုးဆိုင်ဝမှာရက်ပြီးသူ့ကိုပြုံးကြည့်တယ်။ပြီးနောက်ဟေ့အောင်ဘာကြောင့်ကြည့်နေရလဲ။မင်းကိုလက်ပွားကိုကိုလို့ခေါ်တာမကြည်မနဲ့ဖြစ်နေတာလား။ပြဆန်းမင်းရဲ့လက်ပွားအရင်ထက်ပိုရှိလာလား။တူတော့တယ်လားကြည့်အောင်။တူတော့ဆိုက လူရွယ်ကဝနာရဲ့ညာဘက်လက်ကိုလှမ်းဆွဲယူကြည့်တယ်။ဟာဟာတူလဲမတူရှည်လဲမရှည်ဘူး။ အရင်တိုက်မယ်နော်လက်ပွားကိုကိုကြီးချိုးတို့ဆက်ပြောရင် သဘောတကျရည်သူကိုစောင်းကိုကိုနဲ့မှားပြီလို့ဝါနာတိလိုက်တဲ့သို့တော်လည်းမှားနေကြောင်း ရှင်းပြမနေခြင်းတော့ဒီလူရွေနဲ့တွေ့ရခြင်းအကြောင်းသူ့အတွက်ဘလို့မှအကျိုးမယုံနိုင်လို့တွက်မိပြီဒါနဲ့ဒီမှာဘာလာလောက်တာလဲငါချစ်ချစ်ကိုလက်ဆောင်ပေးဖို့နိုင်တလုံးလာကြည့်တာကွာအားလုံးလူလူကတရုတ်ဖြစ်နေရိုးရရာဖြစ်တွေ့ကြီးဆိုတော့ငါအကြိုက်မတွေ့ပါဘူး ငါရှာတာကဂျပန်မိထဲကမိမဘတ်စီရီစင်ကလေးတစ်လုံးများတွေ့မလားလို့ကဲပါဒါတွေထားပါတွေ့တော့မှလက်ဖက်ရည်တောက်ရအောင်လာတငယ်ချင်းနာဤကိစ္စကိုကြားရတော့ဝနာကအတော်စိတ်ဝင်စားသွားတယ်နှောက်သားဈေးတွေကလက်ဖက်ရည်ဆိုင်မှာထိုင်ကြတဲ့ကကြောင်းပြီးပြီးဒီငါနဲ့အတွင်းမှာမင်းတော်တော်ရုပ်ပြောင်းလာတယ်နော်ဒါပေမဲ့မင်းရဲ့လက်ပွားကတော့ဘာမှမပြောင်းလဲဘူးကွာလို့အစချီပြီးစောင်းကုတ်ကိုနဲ့ တက္ကသိုလ်မှာကျောင်းနေခဲ့စဉ်ကအကြောင်းနဲ့ကျောင်းပြီးပြီးချင်းရန်ကုန်မှာသူ့အတော်များအိမ်မှာနေပြီးကမရီတစ်ခုမှာအလုံးလုံးနေကြောင်းတနေ့တစ်ခေါက်တော့မြို့မျက်နှာကိုပြန်လာကြောင်းသို့တော့ဆောင်းကုတ်ကိုကိုမတွေ့ကြောင်းများပါမကြံဒိုလူရွယ်ကအဖြစ်ဆုံးကိုပြောပြရီဒါဖြင့်မင်းမြို့မျက်နှာကိုခဏလားလဲတာပေါ့မဟုတ်ဘူးကငါ့ဖေနေမကောင်းလို့ခွင့်ယူပြီးတော့ခဏပြန်လာတာထို့နောက်ဝနာက나이ကိစ္စကိုရောင်းရံစကားလမ်းကြောင်းရှာရီ လူရွယ်ကဟိုအကြောင်းဒီကြောင်းရောက်တဲ့ရွာရွာတွေပြောနေတော့နာယီအကြောင်းကိုတော်တော်နဲ့မရောက်နိုင်နောက်ဆုံးမှငါချစ်ချစ်ကဒီနေ့ဆယ်ရက်နှစ်ကြိမ်ပြီမှာကွာဒီနေ့တော့အောင်အောင်ရင်တော့သူ့ကိုယူမယ်လို့ဆုံးဖြတ်ထားတယ်အခု तू ကနာယီပူဇော်လို့သူ့အတွက်နာယီလားရှာတာသူအခဝနာကဖြူဖြူဖြက်ဖြက်ပြီးဒီလိုဆိုမင်းကံကောင်းသွားပြီဟဲ့ဘာဖြစ်လို့လဲကွာဒီလိုဟိ ်ထို့သို့ဆိုပြီးဝန်နာကဂျပန်မိတ်စီဒီဇင်မိမပတ်နာဤအပေါင်းလက်မှတ်တခုကိုဖဲဝိုင်းကရခဲ့ရာကအစားချပြီးငွေလိုနေလို့ထိုနာဤကိုရွေးပြီးပြန်ရောင်းခြင်းကြောင့်သို့တော်လေရွေးစရာငွေမရှိလို့မရွေးနိုင်သေးကြောင်းအစသဖြင့်ပြောပြရဲသူအခါလူရွေကချက်ချင်းမေပြစမ်းမင်းရဲ့အပေါင်းလက်မှတ်ဝနာကသူ့အိတ်ထဲမှာအပေါင်းလက်မှတ်ကို ထုတ်ပြီးလူရွေကအပေါင်းလက်မှတ်ကိုတိကျစွာကြည့် မင်းကဘလောက်နဲ့ရောင်းပါလဲအစ်စ်ဆိုရင်တော့မှတသောင်းကျော်တန်တာပေါ့ကွာနည်းနည်းသုံးထားပြီးသားဆိုတော့ရှစ်ထောင်ပဲပေးပါအာမင်းကလေငါကနိုင်ရွေးကလေးစိုက်ရအောင်ပါအဲ့ဒီတော့6ထောင်ထားလိုက်ကွာငါမှ6ထောင်ပဲပါတာတငယ်ချင်းချင်းချင်းပဲထားလိုက်ပါကွာခင်မင်းနဲ့တငယ်ချင်းသဘောနဲ့လူရွယ်ကတိုက်တိုက်တွန်းတွန်းပြောနေတော့ဝနာကပြုံးပြီးခေါင်းညှိရင်သဘောတူလိုက်တယ် လူရွယ်ကအပေါင်လက်မှတ်ကိုနောက်တဲ့ချိန်ပြန်ကြည့်ပြီးသူ့အိတ်ထဲကိုထည့်လိုက်တဲ့ပြီးနောက်ဝနကိုငွေ၆ထောင်ထုတ်ပေးတယ်။အဲ့ဒါအကုန်မေး။နိုင်ရွေးဖို့တော့မကြံတော့ဘူး။နောက်ကြုံမှပဲရွေးတော့မယ်ကွာ။ပေါင်ထားတာကအောင်သိထိမှနော်။ဝနကခေါင်းငိမ်ပြလိုက်စဉ်လက်ဖက်ရည်ဆိုင်လေးကို လူရွယ်တယောက်ဝင်လာပြီးသူတို့တပွဲရှိရာကိုတန်တမတ်မတ်ရောက်လာတယ်။သူတို့နားကိုရောက်တော့လူရွယ်ကရှာလိုက်ရတော့ကိုခင်မောင်လက်ရည် ခမရဖေကခမရကိုတွေ့အောင်ရှာပြီးအင်ကိုမြန်မြန်ပြန်လာခဲ့ဖို့ကျွန်တော်ကိုမှားလိုက်လို့အဖေနေမကောင်းလို့လားမတည်ဘူးဗျမြန်မြန်ပြန်လာခဲ့ဖို့ပဲခမရကိုမှားလိုက်တာတို့ကြောင့်ခင်မောင်လက်က ထိုင်ရကထားလိုက်စဉ်ဝနာကသူကိစ္စပြီးပြီမို့ပြန်ရန်ဟန်ပြင်းနေကဲမင်းလည်းမင်းအဖေစီကိုမြန်မြန်သွားတော့ငါလည်းသွားမယ်တို့အခါခင်မောင်လက်က နေအောင်ဆောင်ကိုကိုမင်းကငါအကူညီတောင်းရအောင်ပါ ခုချက်ချင်းမြို့မြနာပန်းချံကိုသွားပါပန်းချံထဲကဟင်းသာယုတ်ကြီးအောင်မှရှိတဲ့ထိုင်ကုန်းမှာအမျိုးသမီးတယောက်ထိုင်နေတာတွေ့လိမ့်မယ်အဲ့ဒီအမျိုးသမီးကိုမင်းကနောက်ထပ်တနင်္လာလောက်ကြာရင်ခင်မောင်လက်ရောက်လာလိမ့်မယ်ဆက်ဆက်စောင့်နေပါလို့သွားပြောပေးပါဟုတ်လားကုညီပါတငယ်ချင်းငါချစ်ချင်းနဲ့တွေ့ရမှာမို့ပါဝနာကခင်မောင်လက်မျက်နှာကိုတွေ့ခနဲ့လှမ်းကြည့်ပြီးမှစိတ်ချပါခင်မောင်လက်ရေငါဆက်ဆက်သွားပြောလိုက်ပါမယ်လို့ ခုမှသိတဲ့လူရွယ်ရဲ့နာမည်ကိုခက်တီတီသုံးပြီးပြောလိုက်တယ်။ချက်ချင်းဆိုသလိုလက်ဖက်ရည်ဆိုင်က၃ယောက်သာထွက်လာကြရီ။အရဲဝင်းနဲ့ဒူရဲအုပ်တင်မောင်ဝေကအချိန်နေအရက်ရက်ကိုအကဲခတ်နေတယ်။ဈေးရောင်ရေခဲတိုက်ဝင်းချင်းမှာအာတုဘပုံမဲ့သူများနဲ့ပြည့်နှံ့နေတယ်။တင်မောင်ဝေနဲ့မလန့်မကန်လူအုပ်ထင်းမှာအရဲဝင်းနဲ့တက်ကြွကြီးကိုဖုံးရှိတယ်။ဒါအပြင်လှဝေကိုလည်းအစင်သင်ခေါ်ထားတယ်။ အထူးသဖြင့်လှဝေကစောင်းကုတ်ကိုနဲ့ချွတ်ချွတ်တူတူကိုရှာဖွေရန်ဖြစ်တဲ့စဉ်းစားကြည့်ရင် အောင်တင်ဥရဲ့နားဤအပေါင်လက်မှတ်ကလှဝေစီမတစဉ်စောင်းကုတ်ကိုနဲ့တူတူထံကိုရောက်သွားပြီး နောက်ဆုံးမှစောတန်နာရဲ့ဗောလီအိတ်ကတ်ထဲမှာအဆုံးသတ်နေတယ်။အကယ်၍စောင်းကုတ်ကိုနဲ့တူတူနဲ့စောတန်နာတို့ကြားမှာအပေါင်လက်မှတ်ကို တစဉ်ရယူခဲ့သူမရှိခဲ့ရင်စောတန်နာနဲ့စောင်းကုတ်ကိုနဲ့တူတူတို့ကအဆက်ဆက်အဆက်တွေရှိရမယ်။ ထို့ကြောင့်သူဖြစ်ခဲ့ရင်စောင်းကုတ်ကိုနဲ့တူတူကသောတနာရဲ့အာသူဘကို ရောက်ကောင်းရောက်လာနိုင်တယ်။ဒါမှမဟုတ်သောတနာနဲ့စောင်းကုတ်ကိုနဲ့တူတူတို့ကြားမှာအပေါင်လက်မှတ်ကိုလက်ခံရယူခဲ့သူရှိခဲ့ရင် ထို့ကြားလူကလည်းသောတနာရဲ့အာသူဘကိုရောက်လာရန်ယာနှုံးပြေများစွာရှိသည်။တရားခံနိုင်လို့လို့ယာနှုံး၈၀ပေါ့ကွာ။ကိုပြစ်မှုကျူးလွန်တဲ့နေရာဒါမှမဟုတ်လူတတ်မှုဆိုရင်လည်း ကိုတက်လိုက်တဲ့သူကိုပြန်ပြီးကြည့်နိုင်တဲ့အခွင့်အရေးရှိရင်ဒါကြည့်တတ်ကြတယ်။အဲ့ဒါကိုဘယ်လိုပြောရမလဲ။လူစိတ်တဘာဝပေါ့။ရဲတဲ့သင်တန်းကြောင့်မှသင်တန်းဆရာတဦးရဲ့ပူဇော်ချက်တကူကိုတင်မဝေကပြန်လည်ကြားရောက်မိတယ်။ကံတရားကိုအားကိုးပြီးထိုအချက်ကိုမျှော်လင့်ရမှာဖြစ်တယ်။တင်မဝေက လူအုပ်သားတွေကဖြတ်ကျော်ပြီးရေခဲတိုက်အတွင်ကို ဖြည်းဖြည်းမှန်မှန်ရှောက်လာတယ်။ပြီးနောက်သောတန်နာအလောင်းထားရာကြောက်ကြရင်နားမှာရန်လိုက်တယ်။ ဒေါ်စောရင်နဲ့ချောတန်နာတို့ကစောတန်နာရဲ့အလောင်းဘေးမှာမလုံမရှက်ရက်ပြီးအလောင်းကိုတွေ့တွေ့ကြည့်နေကြတယ်။နှစ်ယောက်စလုံးရဲ့မျက်လုံးအိမ်ထဲမှာမျက်ရည်များပြည့်ရှံပြီးတစ်ချက်တစ်ချက်ဒေါ်စောရင်ရဲ့ရှိုက်တန်ကိုကြားရတယ်။တင်မောင်ဝေကသောတနာရဲ့အလောင်းမှာတဆင် အနီးပဝင်းချင်းကလူများကို မျက်လုံးဝေပြီးကြည်လိုက်တယ်။သူစဉ်လူရွယ်တယောက်ကို ထူးခြားစွာတွေ့ရတယ်။ သူ့ရဲ့မျက်နှာကများစွာညှိုးငယ်နေတဲ့အပြင်ညီရဲတဲ့မျက်လုံးအစုံမှာမျက်ရည်များပြေရှမ်းနေတယ်။အလွန်ကြေကွဲဝမ်းနည်းနေဟန်သူ့ရဲ့မျက်နှာကိုမြင်ရခြင်းနဲ့ထိုလူရွယ်ကစောတန်နာအတွက်အကြိမ်ကြိမ်ငိုယိုထားကြောင်းတင်မဝေသိလိုက်တယ်။ဆရာဘာများထူးခြားသလဲ။တက်ကြက်ကြီးကအနားရောက်လာပြီးတင်မဝေကိုတူတူမေးတယ်။တင်မဝေကတက်ကြက်ကြီးကိုထူးခြားတဲ့လူရွယ်စီကိုမင်းငော့ပြားတယ်။ သူကိုစကန့်ခေါ်ခဲ့လို့ပြောလိုက်တယ်။လှဝေကလည်းသူတို့နားကို ရောက်လာပြန်တော့ဘာထူးခြားသလဲဆိုတဲ့အကြည့်နဲ့တင်မောင်ဝေကခေါင်းမော်ကြည့်။လှဝေကခေါင်းခါပြားတယ်။နောက်ထပ်မိနစ်အနည်းငယ်စောင့်ကြည့်ပြီးတဲ့အခါတင်မောင်ဝေကစကန့်ကိုပြန်ရန်ဆုံးဖြတ်လိုက်တယ်။တကြက်ကြီးကခုနကလူရွယ်ကိုဈေးရုံအပြင်ဘက်ကိုခေါ်ထုတ်သွားပြီ။ထို့ကြောင့်တင်မောင်ဝေက ရေခဲတိုက်အတွင်းကနေထွက်ရန်ခြေလှမ်းပြင်လိုက်တယ်။ ဒုစင်တင်မဝေက သူ့ရဲ့တူရုမရေခဲတိုက်အတွင်းကိုဝင်လာတဲ့မင်းကလေးတယောက်ကို မြင်လိုက်ရတယ်။နှုတ်ကလည်းဒေဝီလို့ခတ်တိုးတိုးအတန်ထွက်သွားတယ်။ဒေဝီကသောတန်နာရဲ့အာသူပါကိုဘာကြောင့်လာရသနည်းဒေဝီကမျိုးမျက်နာမြောက်ဖက်ဆူဆူမှဂွင်းသာရအယက်မာနေတယ်။သောတန်နာနေတာကမျိုးလေပိုင်းရှိတယောကုန်းရက်ဒါမှမဟုတ်တီချန်းခင်မင်းသူများဖြစ်တာကြောင့်ဒေဝီဤသို့ရောက်လာတာလေဖြစ်နိုင်တယ်။ တင်မောင်ဝေက သူ့ဘေးကနေဖြတ်ကျော်သွားတဲ့ဒေဝီနောက်ကိုလိုက်ခဲ့တယ်။ဒေဝီကစောတန်နာရဲ့အလောင်းနဲ့မလက်မကမ်းမှရက်လိုက်တယ်။ပြီးနောက်စောတန်နာရဲ့အလောင်းကို ဖြက်ကနဲ့မျက်လုံးဝေကြည့်တယ်။ခဏသာကြည့်ပြီးဒေဝီက သူ့ရဲ့အကြည့်ကို အာသူဘပို့သူများထံကို ပြောင်းလိုက်တယ်။ထိုအခါမှာဒေဝီရဲ့အမူအရာမှာထူးခြားပြောင်းလဲလာတယ်။ လူများစီကိုကြည်နေတဲ့ဒေဝိရဲ့မျက်လုံးအစုံကတစုံတစ်ခုကိုအသေးတန်ရှာဖွေနေကြောင်းတိတာထင်ရှားရီဒေဝိဘသူကိုရှာဖွေနေသည်တည်းတင်မောင်ဝေရဲ့အုံနောက်တို့ကတချက်ချက်မြည်အောင်အလုံးလုံးနေတယ်ခဏကြာသွားပြန်နေနောက်ဆုံးဒေဝိရဲ့မျက်နာပေါ်မှာသူရှာဖွေနေတာကိုမတွေ့ရတဲ့အရေးလက္ခဏာကိုတွေ့ရပြီးနောက်ဒေဝိကရေခဲတိုက်အပြင်ကိုထွက်လာတယ်တင်မောင်ဝေကဒေဝိနောက်ကိုထက်ချက်မကွာလိုက်လာခဲ့တယ် အမီခင်မောင်လက်အဘမီဥကြော်ခင်နေရက်ညွံ့ရနာမျိုးရကန်းစင်ရက်တေဆုံးသူစောတန်နာမှာသူ့ရဲ့ရီစားဖြစ်တယ်လို့စတင်အစီခံနေထို့နောက်ခင်မောင်လက်ကစောတန်နာနဲ့သူ့ရဲ့အဖြစ်ပြက်ဆုံးကိုဆက်လက်ပြောပြရီနေစမ်းမောင်အဲ့ဒီနေ့ကစောင်းကုတ်ကိုနဲ့မင်းနဲ့တွေ့ပြီးသူ့စီကအပေါင်လက်မှတ်ကို6000နဲ့ဝယ်ပြီးတော့စောတန်နာကိုပန်းချန်ကနေစောင့်နေဖို့စောင်းကုတ်ကိုကိုတွားပြောခိုင်းပြီး မင်းကမင်းဖေခေါ်လို့အင်ခဏပြန်သွားတယ်။ဒီတော့ငါတခုမင်းကိုမေးမယ်။မင်းသေးသေးချာချာစဉ်းစားဖြေနော်။အဲ့ဒီနေ့မင်းနဲ့မျိုးမျက်နှာဈေးထဲမှာတွေ့ခဲ့သူဟာမင်းနဲ့အเจ้าနေဘက်တငယ်ချင်းစောင်းကိုကိုလား။ခမ ्या ။ခင်မောင်လက်ကရုတ်တရက်ရောင်နာနာဖြစ်သွားပြီ။ပြီးတော့ဒူရဲအုပ်တင်မောင်ဝေကိုသေးသေးချာချာပြန်ကြည့်ပြီး။ဘာဖြစ်လို့လဲဇာ။အဲ့ဒီနေ့ကကျွန်တော်တွေ့တာကျွန်တော်တငယ်ချင်းစောင်းကိုကိုပါ။ သူနဲ့ကျွန်တော်ကငငယ်လေးကလေးကတီးခဲ့ကြတာပါ။သူဟာညာဘက်လက်မှာလက်ပွားတစ်ခုပါတဲ့ပြင်စောင်းကုတ်ကမှစောင်းကုတ်ကိုအစစ်ပါ။ထိုခဏမှာတင်မောင်ဝေကတဲလွန်စားတစ်ခုကိုလက်ခနဲမြင်လိုက်တယ်။ပြီးတော့အဲ့ဒီနေ့ကပန်းချံမှာမင်းနဲ့စောတန်နာနဲ့တွေ့ကြသလား။စောင်းကုတ်ကမင်းပြောခိုင်းတဲ့အတိုင်းစောတန်နာကိုပန်းချံကစောင့်နေဖို့လာပြောတဲ့လေ။စောင်းကုတ်ကတော့ပြောလို့အဲ့ဒီနေ့ကစောတန်နာနဲ့တွေ့ကြပါတယ်။ အေးဟုတ်ပြီဒါနဲ့တွေ့ပြီးတော့မင်းစောတန်နာကို나이ကိစ္စပြောပြရဲဆိုပါတော့ဟုတ်ပါရဲ့ဆရာကျွန်တော်ကငွေမရှိသေးလို့ခဏဆောင်ပါတပတ်လောက်ကြာရင်တော့나이ကိုရွေးပေးမယ်ဆိုတော့သူက나이တလုံးကို6000နဲ့ဝယ်ခဲ့ပေးပြီးမှာပဲရွေးတာတော့သူ့ဘာသာသူရွေးပါမယ်အပေါင်လက်မှတ်သားပေးခဲ့ပါဆိုလို့အပေါင်လက်မှတ်ကိုသူ့ကိုပေးခဲ့ပါတယ်အဲ့ဒီအဖြစ်ပြက်ကဘလောက်ကြာပြီလဲတင်မောင်ဝေကအုံနောက်ထဲမှာ တဲလွန်စားရောင်ကြီးကပို၍လင်းလန့်လာ၏ဂျိုနေကနာယီအပေါင်လက်မှတ်ကိုပျောက်မှဆိုးတာကြောင့်သူ့ဘောလီအိတ်ကပ်ထဲမှာအမြဲတမ်းထားတာဖြစ်ကြောင်းဇောဒန်နာကပြောတယ်လို့လေခင်မောင်လက်ကဆက်လက်အစေခံနေစစ်စစ်ပြီးခင်မောင်လက်ကိုပြန်လွှတ်လိုက်သည်ပြီးနောက်တက်ချက်ကြီးကိုမိမအချုပ်ထဲမှာဒေဝီကို သွားခေါ်ရန်ပြောလိုက်သည်ခဏကြာဒေဝီက တင်မောင်လက်ရဲ့တပွဲရှိကိုရောက်လာသည် တင်မောင်ဝေကမြည်သည့်စကားမှမစားသေးပေဒေဝိကိုခငင်းငေးကြည့်ပြီးစိတ်ရှုပ်ထွေးပြီးစိတ်မကောင်းဖြစ်နေတဲ့မျက်နှာသားနဲ့တပြင်းကိုဟူကနေမှုတ်ထုတ်လိုက်တဲ့ဒေဝိကိုကြည့်ရတာကညိုးငယ်စွာရှိတော်လေတစုံတရာသဲလွန်စားရရန်အကဲခတ်နေရတဲ့သို့တော်တင်မောင်ဝေက သူ့စိတ်ထဲမှာပြင့်မတ်လို့ထင်ရတဲ့နေရာကိုစမ်းသက်ပြစ်ခတ်ကြည့်ရမေဒေဝိအာသူဘမှာမင်းရှာနေတဲ့ဇောင်းကိုကိုကို တွေ့ကြနေသလား အချုပ်ထဲကခေါ်လိုက်မယ်လေထူအခါဒေဝီကအံ့ဩဟန်မပြုပဲမေပြုံးတစ်ချက်သာ ပြုံးနေတင်မောင်ဝေအားတက်သွားရင်အာဂါတအညိုတီးဆိုတာအလွန်ကြောက်စရာကောင်းနေဒေဝီကိုကိုတူသက်ကိုကသူ့ကို ပြန်တက်နေတန်တရာကိုမဆုံးတော့ဘူးနေပါအောင်ဒေဝီဘာမှမဆိုင်သူကိုမင်းဘာဖြစ်လို့တက်ရတယ်လဲရှင်ဒေဝီကဘသူ့ကိုတက်လို့လဲမင်းဘသူ့ကိုတက်တယ်လေဆိုတာငါမပြောခင်မှာ တချိန်ကမင်းချစ်သူစောင်းကိုကိုရဲ့အစ်စ်ခံချက်ကိုအရင်ပြောပြမယ်။စောင်းကိုကိုကအဲ့ဒီနေ့ကပန်းချံကနေပြီးဒေဝိကိုမြင်ပါတယ်တဲ့။အလံဝေးပေမဲ့ဒေဝိမျက်နှာဟာဒေါသရောင်တွေထွက်နေတယ်တဲ့။အစားကတော့ကျွန်တော်တို့ရဲ့အတိတ်ဖြစ်ရဲ့ကြောင့်သူကျွန်တော်ပေါ်မှာအာဃာတာထားပြီးရံပြုတ်လိုက်မယ်ထင်တာတဲ့။ခုတော့ဘာမှမဆိုင်နဲ့ခင်မောင်လက်ရဲ့ချစ်သူကိုဘာခင်မောင်လက်ရဲ့ချစ်သူ ဟုတ်လားဟုတ်တယ် တင်မဝေကပြော့ပြီးခင်မောင်လန်စောင်းကုတ်ကိုနဲ့စောတနာတို့ရဲ့အဖြစ်ပြက်ကိုရှင်းပြရည်ဒီတခါတင်မဝေရဲ့ပရိရဲ့သုံးလိုက်ပုံကဒေဝိအပေါ်မှာတတော်ထိရောက်သွားရည်ဒေဝိမျက်နာကတိတိတသားကြီးညှို့ချသွားရည်အမှန်ကစောတနာဆိုတာခင်မောင်လန်ရဲ့ချစ်သူပါစောင်းကုတ်ကိုရဲ့ချစ်သူမဟုတ်ပါဘူးချက်ချင်းဒေဝိရဲ့ရှိုက်တန်ပေါ်လာရည်ဒေဝိမျက်လုံးထဲမှာမျက်ရည်များကျလာရည်အဲ့ဒီနေ့က အမတ်မထင်ပန်းချန်ထဲမှာသူတို့နှစ်ယောက်ကိုတွေ့တော့ဒေဝီအသေးနှလုံးတွေကိုတန်ကြုံတစ်ခုနဲ့စွားလိုက်တယ်လို့ခံစားရပါတယ်။ဝမ်းနေတာရော နာကြီးတာရော ခံပြန်ဒေါသထွက်တာရောအိုးစုံလို့ပါပဲ။ပြီးတော့ပြီးတော့နောက်ပြီးတော့လေစောင်းကိုကိုကိုပန်းချန်ထဲမှာသူချစ်သူနဲ့မြင်ရမှာအသက်ခံရတဲ့ဒေဝီချစ်သူမင်းမင်းကိုလေဖြည့်ဆည်းလို့မရအောင်တရီရလာတယ်။ဒေဝီစိတ်ထဲကငါချစ်သူကိုဂျင်းကတတ်တယ်လို့ ဒင်းရဲ့ချစ်သူကိုလေဒင်းကိုလက်စားချေတဲ့အနေနဲ့တက်ပြစ်မယ်လို့ဆုံးဖြတ်ပြီးတော့ခံစားချက်တို့အစွန်ဘက်စီကိုအလွယ်တကူကူးပြောင်းသွားတတ်တဲ့မိမတယောက်အချစ်နဲ့အမုံခွင်းလွတ်ခြင်းနဲ့အာဃာတပြီးတော့မူရိတာနဲ့ဒေါသတရားများဒိုစီတသိမ်းများကအမမအဖြူကိုအဖြူမအမဲကိုကူးပြောင်းသလိုလေရတပြတ်အတွင်းမှာပြောင်းလဲဖြစ်ပေါ်လိုက်ကြတဲ့အခါဤရက်ဆက်လာတဲ့လူတတ်မှုတစ်ခုဖြစ်ပေါ်ရတယ်လို့ တင်မဝေကကောက်ချက်ချမိသည်စင်စစ်အချစ်ဆိုတာက အကြောင်းတစ်ခုကြောင့်ကုံဆုံးပြတ်တုံးသွားတဲ့အခါတိုင်းအမုန်းကိုကူးပြောင်းပြီးအားပြေးတတ်တဲ့အရာတစ်ခုပါတကားစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါ रे ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။